ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့စာရေးသူနိုင်မင်းရမညရေးသားထားတဲ့မုံစိုးကြီးပါထိုးနဲ့မြူကိုတဲကနန်းတော်ဆိုတဲ့ဇန်နလီရဲ့အပိုင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်။အပိုင်းလေးကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါရနော်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇန်နလီကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ဒုတိယနေ့မနေ့မှာညနိုးရဲ့ထိတ်လန့်ပွဲအိမ်မဲကြောင့်ကျွန်တော်တို့အဖွဲ့ဟာခရီးဆက်ဖို့တမမဟုတ်ပြန်လဲဖို့ဆွေးနွေးလိုက်ကြတယ်။ ညနှိုးကဆိုရင်စွာပြောတယ်။ငါအိမ်မထဲရလို့တခုခုဖြစ်လာမှာငါအရင်ကြောက်တယ်။ဒါပေမဲ့ဒီလောက်ဝေးလာပြီးမှပြန်လှည့်ရင်လည်းနှမျောမှာပဲ။ညနှိုးကကျွန်တော်တို့ကိုအားနာနေရင်တူတယ်။ကျော်စွာကအိမ်မက်ကခရီးအရင်ပတ်လို့မတ်တာတင်နေညနှိုးရဲ့။ငါကိုကြင်းမစားလို့ပြောမဟုတ်ဘူးနော်။ကိုပါထူးလဲရှိရဲ့ရန်လုံလဲရှိရဲ့။ငါတို့အားလုံးအတူရှိရင်ဘာမှဖြစ်နိုင်မှာမဟုတ်ဘူး။စွစွနဲ့တရားကလည်းထောက်ခံနေ။ညနှိုးကတော့ခရီးကိုဆက်ချင်ပေမဲ့ညနှိုးကိုအားနာမိရဲ့။ ဒါကြောင့်ညံတို့ရဲ့ဆက်လာမဲ့စကားကိုဆက်ဆောင်လိုက်တယ်။ကိုပါထူးကတော့ဘာမှဝင်ပြောပဲစိတ်စိတ်သာနေရဲ့။ညံတို့ကအတန်ကြာစဉ်းစားပြီးစကားဝိုင်းကိုနှီးကုန်းထုတ်လိုက်တယ်။ငါတို့အတူတူရှစ်ဆက်သွားကြမယ်။အားလုံးကခေါင်းငိမ့်ကြပြီးခရီးဆက်ဖို့သဘောတူညီချက်ဖြစ်သွားတယ်။ဥပါတူဟာရှေ့ဆုံးမှာတင်းကြီးစွာလမ်းပြပေးပြီးရန်လုံကသူ့ရဲ့ဘေးမှာနရွက်တွေလှုပ်ရန်ကသဝုံးချင်းကိုစူးစမ်းလျက်လိုက်ပါလာတယ်။မြူကိုတွေဟာတပင်တွေချာမှာတလူလူလွင့်မြောနေပြီးတော့ နေတူဟာအေးဆက်လာတယ်။နေကင်းဘက်ကိုရောက်တဲ့ကလမ်းကြောင်းဟာကျင်းမြောင်းလာပြီးတစ်ပင်တွေထူထပ်လာတယ်။ရုတ်တရက်ရန်လုံးကနရွက်တွေကိုထောင်းကအနေငယ်ဟောင်းလိုက်တယ်။ကိုပါတူးကိုအနေရရှိကြောင်းသတိပေးနေသလိုအဲ့ဒီချိန်မှာချုံဘုတ်တွေကြားမှာတော့ဝဲတကောင်ကပြေးထွက်လာတယ်။ကိုတေဟာတံမာပြီးတော့အမွေးတွေဟာထောင်းနေကမျက်လုံးတွေဟာရန်လုံးမှုတွေတောက်လာနေရဲ့။မန်ဆယ်ရီကလည်းချုံထက်ပြီးအနိကရင်ဆိုင်မှာကပြင်းထန်စွာထိခိုက်နိုင်တာကိုဖော်ပြနေရဲ့။ ရန်လုံကကိုပါတို့နဲ့အဖွဲ့အစားရက်တန့်ကတောင်းဘက်ကိုဟောင်းတန်နဲ့ချင်းချောင်းရင်ဥပါတို့အတွက်အချင်းပြေအားလုံးဟာထိန်းလဲစွာရက်တန့်သွားပေမဲ့ကိုပါတို့ကလှည့်မြန်စွာလှုပ်ရှားလိုက်တယ်။သူဟာတုံးမီတဲ့နဲ့ရန်ပောက်ကွဲတန်နဲ့အတူတောင်းဘက်ရဲ့လေပင်ကိုထိမှန်ပြီးတော့တောင်းဘက်ဟာမြေပေါ်ကိုပိုင်းကနေလဲကျသွားတယ်။အနေရကင်းပြီးဥပါတို့ကတင်းငင်စွာပြောပြီးတောင်းဘက်ကို စစ်စည်းကတေးပြီဖြစ်ကြောင်းအတည်ပြုတယ်။အဖြစ်ပြအမြန်ဆန်လုံးလာတာကြောင့်ကျွန်တော်တို့ငါရောက်ထိတ်လန့်နေကြစေ။ ကိုပါတူကတော့မထိုးစမ်းသလိုသူကြီးဟာကမျက်နှာပေါ်မှာအနှဲငယ်သောကြောက်လန့်မှုပဲမတွေ့ရ။ကိုပါတူကတောဝက်ပေးမှထိုင်ချလိုက်ပြီးပါလုံးကိုစူဝေဖို့လက်ဟန်ပြလိုက်တယ်။ဒီတောဝက်ကအသက်ငယ်သေးရဲ့။တောဝက်တွေကအုံနဲ့သွားလိရှိလို့ဒီတကောင်ကတကောင်လေးဖြစ်နေရကံကောင်းတာပဲ။သူကဆက်ပြောတယ်။တောဝက်တွေကလှည့်မြန်ပြီးအန္တရာယ်များတယ်။အစွဲတွေကအယိုးတက်ခိုင်ပါပြီ။တိုက်ခိုက်လို့တောဝက်အပက်ခင်ရရင်အပက်ခင်ရတဲ့လိမ့်ဆန်တကောင်က ဒါမှမဟုတ်လူတယောက်ဘိုက်ကိုဟက်တက်ပွဲပြီးတော့အသက်သေဆုံးနိုင်တယ်။ကိုပါတို့ဟာတော်ဝဲသေးကောင်ကိုဆန်းချောင်းလေးကိုထမ်းလာပြီးအဖွဲကိုအနားယူဖို့လက်ဟန်ပြတယ်။သူဟာတိပင်အောင်မှာတော်ဝဲကိုချထားပြီးတော့တရှိတလက်ကိုထုတ်ကကျွမ်းကျင်စွာနဲ့တိဖြတ်တော့တယ်။သူ့ရဲ့လက်တွေဟာတည်ငြိမ်ပြီးတိကျစွာလှုပ်ရှားနေပြီးတော့မန်းဆွဲတစ်ချောင်းကိုချွန်တက်တဲ့ဓာတ်နဲ့ဖြတ်ထုတ်လိုက်တယ်။ချောင်းမွေးရဲ့လိပ်ပြတ်မှုဖြစ်ပြီးကိုပါတို့ရဲ့တွေ့ကြုံနဲ့ကျွမ်းကျင်မှုကိုထင်ရစေတယ်။စူစူဟာစိတ်ဝင်စားကြည့်ပြီးတော့မိလိုက်တယ်။ တောင်းဝဲဆွဲကဘာလို့လုပ်ရလဲကိုပါထူကိုပါထူကမန်ဆွဲကိုလက်ထဲမှာခိုင်းစီဒီမန်ဆွဲကတောင်းဝဲအထီးပီရဲ့အထက်မယူကနေထွက်လာတဲ့ချွန်တက်တဲ့အဆွဲတွေပဲအောက်ဘက်ကိုကွေးညော့ပြီးအရှိတစ်ဆယ်ကနေ30စင်တီမီတာလောက်ထိရှိနိုင်တယ်။သူတို့ကမြေတူးဖို့အမြင့်တွေဥရိရှာဖို့တုံးနေကြက်တဲ့ဝန်းပလေတို့ရန်သူတွေကိုခုခံဖို့လည်းအသုံးပြုတယ်။အထီးတွေကမေးလိုက်ရသည်မှာအင်အားပြိုင်ဖို့လေဒီဆွဲကိုတုံးကြတယ်။ဒီဆွဲတွေက ကယ်ဆီယံနဲ့ကြွက်သားတ िश ူတွေနဲ့ဖွဲ့စည်းထားပြီးတောင်းဝရဲ့အသက်အရွယ်နဲ့များကြီးထွက်လာတယ်။ဆွေရဲ့အရွယ်စားနဲ့ပုံတံကသူ့ရဲ့ကျမ်းမာရေးအစာအိမ်စာရရှိမှုနဲ့မျိုးပိစာကိုဖော်ပြတယ်။ကျော်စားကစိတ်ဝင်တစားနဲ့ဝင်မရဲ့။ဒါကိုလူတွေကဘယ်လိုသုံးလဲ။ကိုပါတူးကပြောရင်းနဲ့ဖြေတယ်။ရှေ့ရုံကဒီဆွေတွေကိုလန့်ထိတ်ဓာရီတစ်သားထွင်းတဲ့ကလေးရည်ဖြစ်သုံးတယ်။တချို့မျိုးရိုးတွေကအယိုးကူတာဖို့ဈေးဘက်ဝင်နေလို့ရှင်ကြတယ်။ လက်ဝိယတနာအလှဆင်ပစ္စည်းတွေဖြစ်လဲသုံးကြတယ်။ဒီတော့ရဲမှာတော့ဒီဆွဲကိုကံကောင်းခြင်းတင်ကြတာပြင်မှတ်ယူကြတယ်။တန်နာရီတွေအရာဒီမန်ဆွဲမှာကာယတိတ်ထိစွမ်းရည်ရှိရလို့ပြောကြတယ်။ရွှေလူတွေက၎င်းကိုအုတ်ထင်းသူဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့ခန္ဓာရီမှာသုံးတယ်။တောဝဲဆွဲကိုကင်ဆောင်ထားရင်အန်ဒီရဲကိုကျိုတင်သတိပေးနိုင်တယ်လို့ယုံကြည်ကြတယ်။ကိုပါသူကမန်ဆွဲကိုဂယုတဆိုင်အိတ်ထဲကိုထည့်လိုက်ပြီးဒီမန်ဆွဲကငါတို့ခေးမှာအသုံးဝင်နိုင်တယ်အဲ့လိုပြောတယ်။ ဒီချိန်မှာစုစုကတော့ဝဲကောင်ကိုကြည့်ရင်မိလိုက်တယ်။ဒီအသားတွေကိုဘယ်လိုလုပ်မလဲကိုပါတို့။တည်သွားလို့ရမလား။ပုံမှန်ဆိုဒီလိုအသားတွေကိုဘယ်လိုတက်လို့ရှိတယ်။ကိုပါတို့ကအသားတုံးကိုလှိပြက်နေရင်ကြီးတကျက်နဲ့ဖြစ်ရဲ့။ဒီလိုတော့ဝဲသားကိုတဲဖို့ကခရုဆိုင်ရတယ်။မတော်ရင်ပုတ်သွားနိုင်တယ်။ဓမ္မမဟုတ်ဝန်ပလေးတွေလိုသားရဲတွေကိုဆွဲဆောင်မိနိုင်တယ်။ပထမဆုံးအရေးကြီးတာကပြင်ဆင်မှု။အသားကိုမတည်ခင်သွေးထုတ်ရမယ်။သွေးကြံနေရင်အသားပုတ်မြန်ပြီးတော့ရက်သားလေးပြက်တယ်။ ပြီးတော့ဦးအသေးကြောက်ကက်လိုအစိပ်ပိုင်းတွေကိုချက်ချင်းဖယ်ထုတ်ရမယ်။ဒါရီမှာဗက်တီးရီးယားတွေပေါက်ပွားလျင်နေ။နောက်တစ်ဆင့်ကအသားကိုရေတက်နေစေကြောပြီးမြေမော့သွေးကြောက်တွေကင်းကြောင်လုပ်ရမယ်။သူကအသားတုံကိုချောင်းရည်ထဲမှာစေကြောရင်ဆက်ပြောတယ်။တဲဘူးကတော့ဒီလန်းနှစ်ခုရှိတယ်။တစ်ခုကအသားစင်းဖြစ်တဲ့တာ။ဒီတော့ထဲမှာဆိုရင်ရေကဲတတမရှိတော့အသားကိုဆွဆွတဲ့ဝင်းနဲ့ထုတ်ပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာချိတ်ဆွဲထားရတယ်။ဒါမှမဟုတ်ငပြောရွက်ထန်းရွက်လိုတိရွက်ကြီးဝင်နဲ့ထုတ်ပြီးတဲလို့ရတယ်။ ဒါကအသားကိုလေဝင်ပြီးညရာကိုနဲစေတယ်။နောက်တနည်းကစားနေတာဓမ္မမဟုတ်အချောက်လန့်ပြီးတဲ့တာ။စားနေရင်အသားကိုစားတူတူချိန်နေပြီးလေလုံးအိတ်ထဲထည့်ထားရင်နှစ်ရက်သုံးရက်လောက်ခံတယ်။အချောက်လန့်ဖို့ဆိုရင်အသားကိုပပလီပြီးနေပြည့်ပြည့်မှာတရက်လောက်လန့်ထားရရင်ရတယ်။ဒါကခရီးသွားရင်အသုံးဝင်နေ။ကြော်စော်ကစိုးရိမ်စွာနဲ့ဝင်ပြီးရဲ့။ဒီလိုတဲ့ရင်ဘာတွေတတိထားရမလဲ။ကိုပါသူကအသားတုံးကိုငပြောရွေးနဲ့ထုတ်ရင်ဖြစ်တယ်။ အတိကကအသားအနှံ့ဆိုးထွက်လာရင်ဆွန့်ပြရမယ်။အစိတ်တက်နိုင်တယ်။နောက်ပြီးအသားအနှံ့ကြောင့်ဝံပလွေသတိလိုတားရဲတွေလိုက်လာနိုင်တော့ညာဘက်ဆိုအသားကိုငါတို့နေရာကနေဘဝဲမှာတိမ့်ထားရမယ်။ဒါမှစိတ်ချရမှာ။ကိုပါတို့ကအသားတချို့ကိုမပြောရွံ့နဲ့ထုတ်ပြီးတော့တေဆောင်ဖို့ပြင်ဆင်ကပြောတယ်။ဒီအသားတွေကိုငါတို့ဒီညအတွက်ဆက်စားလို့ရတယ်။ကျန်တာကိုစားနေပြီးခရီးဆက်ဖို့တည်သွားလို့ရတယ်။သူ့အဖွဲကိုပြုံးပြရင်ခရီးဆက်ဖို့ပြင်ဆင်စီရဲ။နေ့လယ်ပိုင်းကိုရောက်တဲ့အခါကျွန်တို့အဖွဲဟာ ခရီးရဲ့ပထမဆုံးအမှတ်အသားဖြစ်တဲ့ကြောက်တုံးတဒန်စီကိုရောက်ရှိလာတယ်။ကျွန်ုပ်ဟာအိတ်ထဲမှာမြေပုံကိုထုတ်ကာမြေပုံပါချက်လက်တွေနဲ့တိုက်ဆိုင်စစ်စစ်မြေပုံထဲမှာမြောက်တကငုတ်တုတ်ထန်နေရဲ့ကြောက်တုံးတဒန်ကိုပထမဆုံးသင်္ကေတဖြစ်ဖော်ပြထားတယ်။ရုံးမတောင်တန်းထဲမှာထူးခြားစွာပေါ်လင်နေရဲ့ဒီကြောက်တုံးကမြေပုံထဲကပုံစံနဲ့အတိအကျတူညီလို့နေ။ဟေ့မြေပုံကတကယ်မှန်တာပဲ။ညနေကဆဲလို့ရှားစွာနဲ့អော်ပြီးတော့လက်ခုပ်တီးလိုက်တယ်။ခရီးစားတွေကဆေးထဲမှာမတိကြဖြစ်နေရ။ ခုတော့ဒီလိုအမှတ်အသားကိုတွေ့ရတော့စိတ်တက်တတသွားပြီကျောစာကလည်းပြုံးကျက်ကျက်နဲ့ထပ်ပြောတယ်ကျွန်တော်တို့အားလုံးဝမ်းသာမှုနဲ့ဆရာတက်ကြမှုကိုခံစားရတယ်ခရီးစားတင်ချိန်မှာမြေပုံဟာအမှန်တကယ်မှန်ကန်မလားလို့တန်တရားဖြည့်ခဲ့ပေမဲ့အခုတော့ဒီကြောင်တုံးတက်တံကိုတွေ့ရှိတတ်ရခြင်းကကျွန်တော်တို့ရဲ့ယုံကြည်မှုကိုတိုးပွားစေတယ်ကြောင်တုံးပေါ်မှာမြောက်တကောင်ဟာငုတ်တော့ထိုင်နေပြီး၎င်းရဲ့မျက်နှာတွေဟာကျွန်တော်တို့ကိုစူးစမ်းနေရဲ့၎င်းရဲ့အကြည့်တွေမှာတတိထားမှုနဲ့နယ်မြေဆောင်တဲ့အရေးအယံတွေပါရှိရဲ့ ဒီမြုပ်ကပါလဲငါတို့ကိုစိုက်ကြည့်နေရပဲတီတဲကတူတူလေးပြောပြီးတော့အနေငယ်နောက်ဆုတ်လိုက်တယ်ရုပ်တရဲ့အနည်းညာရှိတစ်ပင်တွေတဲမှမြောက်အုပ်စုတစ်ခုဟာအော်ဟစ်ပြီးတော့တေကိုင်းနေပေါ်မှာခုံပေါက်လှုပ်ရှားကကျွန်တော်တို့စီကိုအသီးဝင်နေတေကိုင်းငယ်တွေကိုပြစ်ပေါက်လာတယ်ဟာဒီမြုပ်ဒီဘာလုပ်တာလဲစုစုကအံအားသင့်စွာအော်လိုက်ပြီးဓာတ်ပုံရိုက်ဖို့ဖုံးထုတ်လိုက်တယ်ဒိုင်းမြမြောက်တကောင်ကသူ့မဖုံးကိုလွတ်ယူဖို့တေကိုင်းပေါ်မှာခုံစင်းလာတယ်ဟဲ့မြောက်ဘာလဲနောက်ဖုံးကိုပြေးစင် စစုကဖုံးကိုပြန်ဆွဲယူနေအော်ဟစ်လိုက်တယ်။ရန်လုံကအခွဲရှိမှရက်တက်ကနရက်တွေထောင်းပြီးမြောက်တွေကိုဟောင်းတန်းနဲ့ချင်းချောင်းနေရဲ့။ရန်လုံရဲ့ဟောင်းတန်းဟာတိပင်းတွေကြားမှာပဲ့တင်ထက်နေရဲ့။ကိုပါထုကတင်ငိမ့်စွာလက်ခုပ်တီးကအတန်တကျဲလှုပ်လိုက်တယ်။အားလုံးအေးအေးနေကြအောင်ဒီမြောက်တွေကိုမလှုပ်ရှားနဲ့။သူတို့ကနေမီစောင့်နေရ။သူအောက်ဖက်ကိုလှမ်းပြောပြီးရန်လုံရဲ့ချင်းချောင်းတန်းနဲ့ပေါင်းဆက်ကမြောက်တွေကိုတဖြည်းဖြည်းဆုပ်ပါစေ။မြောက်တွေဟာအော်တန်တွေတိုးလာပြီးတိပင်းထိတ်ကိုပြန်လဲဆုပ်ပါသွားတယ်။ ဒီမြောက်တွေကဘလောက်ဆိုးလိုက်လဲဖုန်းကိုလုမဲ့လုတ်တည်းစွစုကမကြေမနက်နဲ့ပြောရင်ဖုန်းကိုအိတ်ထဲကိုပြန်ထည့်တယ်ဒီလိုမြောက်တွေကနေမီကိုကောက်ွယ်တတ်တယ်သူတို့ကိုမနှောက်ရှိန်ပြဿနာဖြစ်ဘူးဒီမှာတက်ပုံရိုက်တာအတန်ကြေကြေလုတ်တာရှောင်ကြအောင်ကိုပါတူးကတတိပေးပြီးရန်လုံကိုလက်ဟန်ပြကပဝန်းကျင်ကိုဆက်လက်စစ်ဆေးစေတယ်ဒီကြောင်တုံးကိုဖျက်ပြီးရင်ငါတို့လန်ကပို့ထူထက်လာမယ်အားလုံးနီးကကလိုက်ခဲ့ကြအောင်သူကတင်းငိမ့်စွာပြောပြီးကျွန်တို့ဟာ ကျောက်တုံးတရံကိုဖြတ်ကျော်ကခရီးဆက်သွားကြတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူနိုင်မင်းရမညရေးသားထားတဲ့မိုးစိုးကြီးပါထုံနဲ့မြေကိုတဲကနန်းတော်ဆိုတဲ့ဇလန်လေးရဲ့အပိုင်းလေးကတော့ဒီမှာနေပေးပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။